မင်္ဂလာပါဒီနေ့ကျွန်တော်တို့တရင်ချက်ချဆွေးနွေးတုံးတက်ကြမယ်အကြောင်းအရာကတော့ Manchester United နိဖျား Ruben Amorim ရဲ့ Nottingham Forest နဲ့ပွဲချိုတရင်စာရှင်းလင်းပွဲကအကြောင်းအရာတွေပါပဲဟုတ်ကဲ့ဒီအကြောင်းကိုတရင်ဆောင်ပိုင်းတွေကနေပဲကောက်နှုတ်ပြီးကြည့်သွားကြမှာပေါ့อืมဒီဆွေးနွေးမှုမှာအထူးကြည့်ချင်တာက Amorim ရဲ့အဲနီးပြယူဟာဘိုင်းမြင်နေပေါ့ဟုတ်တယ်ပြီးတော့ဟိုဟာလေလီဆန်ဒရိုမာတီနက်စ်ရဲ့အချီနီอืม to injury update ီကောင်ပြန်ဘက် forest ကိုဘယ်လိုမြင်လဲဟုတ်ကဲ့ AFCO1 ကြောင့်လူလွဲမဲ့ကိစ္စတွေရောပေါ့ဒါတွေကိုအတွင်းကျကျကြည့်ကြမယ်လीစိတ်ဝင်စားစရာအဖွင့်ဖြစ်နေအမိုရင်းကသူသာ442တုံးခရင်ပွဲပွန်နိုင်လောက်တယ်လို့ဝင်ခံသွားတယ်အဲ့ဒါလေးအင်းစားလိုက်အောင်ရှောင်းဒိုက်ကသူသာ United နီးပြဆိုပွဲပွန်နိုင်အောင်လုပ်နိုင်တယ်ဆိုတာကိုသူ့ဘလို့တုံ့ပြန်ခဲ့လဲအဲ့ဒီတုံ့ပြန်မှုကကျွန်တော်စိတ်ဝင်စားဖို့ကောင်းတယ် ူက442နဲ့ဆိုအစပိုင်းမှာ ပွဲပူနိုင်နေတယ်ဆိုတော့ကိုအမ်လုံးဝတော့မငင်းဘူးဟုတ်လားဟုတ်တယ်တပည့်သူ့ဖြေရဲ့အဓိကအချက်ကရေတော်ရက်လက်နဲ့ရေရှည်စီမံကိန်းကြားကကွာခြားချက်ကိုဖျက်ချင်တာပဲသူကအနာဂတ်မှာပိုကောင်းလာလိမ့်မယ်လို့ယုံကြည်တဲ့ကစားဟန်တစ်ခုကိုတည်ဆုံနေတယ်လို့ဆိုတယ်ဆိုတော့လက်ရှိရလဒ်တွေထက်သူ့ရဲ့နီးစင်ပိုင်းအခြေခံကိုပို အလေးပေးတယ်ပေါ့အဲ့ဒီသဘောမျိုးပဲရေရှည်ကိုကြည့်တယ်ဆိုတဲ့ပုံစံပေါ့ ဒါမဲ့အဲ့ဒီရင်းရှဲစီမံကိန်းစကားကလည်းလက်ရှိရလည်းမငြိမ်တာအထူးဖြင့်အဝေးကွင်းရလက်တည်တဲ့ဝေဖန်မှုတွေကိုကာကွယ်တဲ့အကာအကွယ်တစ်ခုပဲဖြစ်နေုံမလားရှွန်တိုက်ရှဲရဲ့ပြောပုံကနည်းနည်းတော့ဟွာဖြစ်ပေမဲ့သူပြောချင်တာကပူရှင်းရဲ့တိုက်ရိုက်ကြတဲ့နီးနဲ့ရလက်ပိုးထွန်းနေတယ်ဆိုတာမျိုးလားအဲ့ဒါကကောင်းတဲ့မေခွန်းပဲမမူရင်ရတောင်းပြမှုတွေမှာသူကနီးပြအလုံးနဲ့ဟွာလေပန်ဒစ်အလုံးကမတူဘူးဆိုတာကိုလည်းထည့်ပြောထားတယ် ရှောင်းတိုင်းကိုလည်းသူက လေးစားမှုလို့ပြရဲမန်နေဂျာရောပန်ဒစ်အဖြစ်ရောနှမျိုးလုံးမြင်တယ်ဆိုပြီးရောလေပန်ဒစ်တယောက်ကပင်းပြင်းထန်ထန်မပြောရင်ဘာလို့မှစိတ်ဝင်စားမှာမဟုတ်ဘူးဆိုတာမျိုးသူနားလည်ဝင်ရတယ်ဒါပေမဲ့အဆုံးမှာတော့သူကအဲ့ဒီဝေဖန်မှုကိုသူ့ရေရှဲရီမန်းကြအပြတော့တယောက်မှုမရှိစေပဲအခုလာမယ့်ပွဲကိုပဲအာယုံဆိုင်တယ်ဆိုတာပါပဲဆိုတော့အဲ့ဒီရေရှဲစီမံခန့်ကတကယ်ယုံကြည်ကြလား အကာအကွယ်လားဆိုတာကတော့အချိန်နဲ့ရောက်လက်တွေကပဲပြောတော့မှာပေါ့နော်ဟုတ်ပါတယ်အဲ့ဒါကတော့စောင့်ကြည့်ရမှာပါဟုတ်ပါပြီသူ့ရဲ့တုံ့ပြန်မှုကတော်တော်လေးတန်တမန်ဆန်တယ်ဆိုရမယ်ကဲဒီလိုဖျားရီကြားတယ်မှာအတင်အကြီးကကစားသမားတယောက်လီဆန်ထရိုမာတီနက်စ်ရဲ့အချိန်ကြီးကလည်းအရေးကြီးနေတယ်သူ့ဒဏ်ရအချိန်ကြီးနောက်ဆုံးဘယ်လိုရှိလဲနောက်ဆုံးတည်ရင်ရတော့သူကအတင်းနဲ့လေးချိန်ခံပြန်ဆင်းနေပြီဒါကအတင်းရဲ့စိတ်တပိုင်ကတော်တော်လေးအရေးပါတယ်တွန်းအားတစ်ခုလို့ဆိုရမယ်ဟုတ်တယ်အဲ့ဒါတည်ရင်ကောင်းပဲ အမောဝင်ပြိုးလိုပဲမာတီနက်စီနေလာနဲ့တင်လေ့ကျင့်ခန်းကွင်းဟင်းမှာပြင်းထန်တဲ့အာရင်အက်ချ်တခုရှိလာတယ်တဲ့သူရဲ့ဟွာလေမကြောက်မရွံ့ကစားပုံပြင်းပြတဲ့စိတ်တက်ကတခြားသူတွေပေါ်ကောင်းတဲ့တည့်အောင်မှုရှိတယ်ပေါ့အင်းဟုတ်တယ်သူရဲ့အဲ့ဒီစပီဘကတကယ်ကွာတိုင်းသားလို့မရတဲ့အကျိုးကျေးဇူးမျိုးပေါ့ဒါပေမဲ့လက်တွေ့ပွဲကစားဖို့ကရော forest နဲ့ပွဲမှာပါနိုင်ပြီလားအာအဲ့ဒါကတော့အမိုးရင်ရှင်းရှင်းလင်းလင်းပြောထားတယ်မာတီနက်စ်ကိုယ်တိုင်ကတော့ကစားချင်နေပြီ ဒါပေမဲ့အဆင့်တက်မဖြစ်သေးဘူးအချိန်နည်းနည်းလိုသေးတယ်သူကအလင်း slow ဖြန်သုံးလို့မဖြစ်ဘူးဆိုတော့နီးဖြာကောက်ကောင်းကောင်းနားလဲထားပုံပဲဆိုတော့ forest နဲ့ပွဲမှာတော့ဘာမှမဟုတ်ဘူးပေါ့ဟုတ်တယ်ပါလာဖို့မရှိသေးပါဘူးဒါပေမဲ့လက်ကျင်ခန်းပြန်ဆင်းနိုင်တာကိုကတိုးတက်မှုလမ်းကြောင်းပေါ်ပြန်ရောက်နေပြီဆိုတဲ့အကောင်းမြင်စရာလက္ခဏာပေါ့ Harry Maguire ကမတည်ကြသေးဘူးကျန်တဲ့နောက်တန်းသမားတွေတော့ကြံ့ခိုင်မှုရှိတယ်လို့ဆိုတယ်ဟွန်း Martinez လိုကစားသမားမျိုးရဲ့စိတ်သက်ပိုင်ဆိုင်ရာတက်ရောက်မှုက တကယ်အေးပါပုံပဲဒီရချက်ကအသင်းရဲ့အသက်အကြမ်းနဲ့လည်းဆက်ဆက်နေနိုင်တယ်အမိုရင်းက United နီးပြချော့ဖြစ်သူရဲ့တနစ်ပြေနှစ်ပတ်လည်ကိုလည်းပြန်သုံးသက်သွားတယ်သူကဒါကိုကြီးမားတဲ့ခီးချမ်းတဲ့ဟုတ်ပါတယ်အဲ့ဒီခီးချန်းဆိုတဲ့စကလုံးက United လို့အတင်းမျိုးမှာနီးပြလုံးရတဲ့အတွေ့အကြုံရဲ့အနှစ်သာရကိုဖန်ဆောင်းနိုင်တယ်လို့ထင်တယ်။ဖီးအားတွေအများတန်းအနီးကပ်ဆောင်ကြည့်ခံရလာတယ်။ရလတ်အတက်အကြတယ်။ဒီနှစ်အတွင်းအများကြီးတင်ယူခဲ့ရတယ်လို့လည်းဆိုရနော်။ဟုတ်တယ်။အဲ့ဒါကိုသူဝန်ခံသွားတယ် သူသူ့တုံးသက်ချစ်ထင်မှာကျွန်တော်အထူးခြားဆုံးထင်တာတစ်ခုကလွန်ခဲ့သုံးဘက်ကနေတောင်အမြဲမတူတော့ဘူးလို့ပြောတာပဲဟိုပွဲကောင်းနှစ်ပွဲက သူ့အပေါ်ဒီလောက်တောင်တက်ရောက်မှုရှိတော့လာလားဒါမှမဟုတ်ပိုနေနေတဲ့အတိပယ်များရှိနေမလားအဲ့ဒါတော်တော်စိတ်ဝင်စားစရာပဲရက်လက်ကောင်းနှစ်ပွဲကသူ့ရဲ့စိတ်ခံစားမှုရောယုံကြည်မှုကိုရောမြင့်တင်ပေးမှာတော့သိကြတယ်ဒါပေမဲ့အမြဲမတူတော့ဘူးဆိုတာကရက်လက်တက်တက်ထဲပိုနေမှာတယ်ဒါကကစားသမားတွေရဲ့တွန့်ပြန်မှု training ကွင်းတဲ့အငွေ့အသက်ဒါမှမဟုတ်သူနီးပြောတွေကိုကစားသမားတွေပုံနာလဲလက်ခံလာတာမျိုးလဲဖြစ်နိုင်တယ်။ဟွန်းသူတိဆောက်နေတဲ့ရေရှည်စီမံကိန်းကအဲ့ဒီသုံးဘက်အတွင်မှာပိုပြီးပုံပေါ်လာတယ်လို့သူခံစားရတာမျိုးဖြစ်နေလားပေါ့။ဟုတ်ကဲ့ဖြစ်နိုင်ကြည်ရှိတယ်။ United မှာအချင်းတွေကဘလောက်မြ мян ပြောင်းလဲနိုင်တယ်ဆိုတာကိုလည်းပြလာပဲ။အဲ့နောက်မှာသူကဒါအကြီးမားဆုံးဂုဏ်ယူဆဲဖြစ်လာတယ်လို့လည်းဆိုသေးတယ်။ ဒါအခက်ခဲတဲ့ကြားရုံထွက်နိုင်ခဲ့တဲ့ခံစားချက်မျိုးဒါမှမဟုတ်ဒီရာတို့ရဲ့ဂုံနဲ့တာဝန်ကိုပုံပြီးခံစားမိလာတာမျိုးလည်းဖြစ်နိုင်တယ်။ဟုတ်ကဲ့ဒီလိုစိတ်ခံစားမှုအတက်အကြားတွေနဲ့တူလက်တွေ့ပွေ့စင်တဲ့ပြင်ဆင်မှုကလည်းအရေးကြီးတာပေါ့။လာမယ့်ပြန်ပက် Nottingham Forest အသင်းကိုသူဘလို့တုံးတက်ထားလဲပြင်ဆင်မှုတွေကတော့ဘလောက်အသေးစိတ်လဲဗျ။အမော်ရီရဲ့ပြင်ဆင်မှုကတော်တော်လေးစိတ်ဆက်ပုံရတယ် သူက forest ရဲ့ပေါ်တို့ bone moss တို့နဲ့နောက်ဆုံးကစားခဲ့တဲ့ပွဲတွေကိုကြည့်ထားရလို့ဆိုတယ်။ဒါကတော့ပုံမှန်မို့လေ။ဒါပေမဲ့စိတ်ဝင်စားစရာကသူကပြီးခဲ့တဲ့ရာသီတုန်းကသူ့နဲ့အိမ်ကွင်းမှာနိုင်ခဲ့ပေမဲ့အရန်ကန်ကောင်းခဲ့တယ်လို့ပွင့်ပွင့်လင်းလင်းဝန်ခံတာပဲ။အဲ့ဒါကောင်းတယ်။ပြိုင်ဘက်ကို shot မထွက်ဘူးဆိုတဲ့သဘောပေါ့။ဟုတ်တယ်။ဒါကနီးပြားတယောက်နဲ့စိတ်နေစိတ်ထားသူ့ရဲ့နီးပြွားပိုင်းအကြိုက်တွေကိုနားလည်ဖို့ကြိုးစားတာ။သူက forest ရဲ့ကစားပုံကအရင်နဲ့ဆင်တူနိုင်ပေမဲ့ ကစားသမားအရေးအသွေးကွာခြားမှုအထူးသဖြင့်တိုက်စစ်မှာ Gibbs White အိုအဝနီနဲ့ Hassan Odwino ရဲ့အရေးအသွေးကိုတတိပြုမိကြောင်းပြောတယ်ဆိုတော့ Forest ရဲ့ counter attack လေဒီဦးချင်းထောက်ဖမှုတွေကိုတတိထားရမယ်ပေါ့အေးအဲ့ဒီတော့ပဲသူတို့ရဲ့အတိတ်ကအားတာချက်တွေကိုသူတိထားတယ် New View ဟာပိုင်းဆိုင်ကမြော်လင်းချက်ကတော့ဘယ်လိုချိလဲအရင် Brighton နဲ့ပွဲတော်ကိုလို့ဖိနိုင်မလားနေရာလို့တင်အများကြီးရနိုင်မလားအာလုံးဝမတူလောက်ဘူးလို့အမွေငါတွန်းတတ်တယ် Brighton ကကစားကွက်တည်ဆောက်ဖို့ကြိုးစားရင်းနောက်မှနေရာလွတ်တည်ပေးခဲ့တယ် Forest ကတော့အဲ့လိုပေးမှမဟုတ်ဘူးပိုဒီချစ်ချစ် Linnet ခန်းစစ်ကိုအပြုတ်ကစားလာနိုင်တယ်ဒါဆို United ရဲ့ Fantini နိုင်ဆိုင်ရှိတဲ့ကစားသမားတွေ Bruno လိုလူတွေအတွက်ပိုခက်ခဲနိုင်တာပေါ့ဟုတ်တယ်ပိုချင်းတဲ့နေရာတွေမှာ PR တွေကြားမှာပုံမြင်မြန်ဆုံးဖြတ်ချက်ချပြီးကစားရလိမ့်မယ် Brighton ပြီးခဲ့တယ်လို့တံပြန်တိုက်စစ်အခွင့်အရေးမျိုးအများကြီးရဖို့မလွယ်ဘူး။ဒါတကယ်တက်တစ်ကောက်ဘဲတော့တစ်ခုဖြစ်လာနိုင်တယ်။ ဒီပွဲကအဝေးကွင်းပွဲထင်နေတာကောအဲ့ဒါကဘလို့တက်ရောက်မှုရှိနိုင်လဲအမွေရင်ကအဝေးကွင်းခြေစွမ်းကိုအလေးထားပြောသွားသေးတယ်ဒါကဒီယာလီ United တို့တကယ်ကြီးမားတဲ့စင်ခေါ်မှုပဲအမွေရင်ကိုယ်တိုင်ကလည်းအိမ်ကွင်းနဲ့အဝေးကွင်းခြေစွမ်းကွာနေရကိုတည်တယ်သူကအဝေးကွင်းပတ်ဝန်းကျင်ပြိုင်ပပရိသတ်ရဲ့ဖိအားပေးမှုပဲကိုပိုကောင်းကောင်းထင်းချုံနိုင်မှုလွာတယ်လို့ပြောတယ်ဒါကကစားသမားတွေရဲ့ mentality နဲ့ပွဲကို control လုပ်နိုင်စွမ်းနဲ့ဆိုင်တာပေါ့နော်အတိအကျပဲ Forest ရဲ့ City Ground ကွင်းကလည်းပြည်တဲ့အာပေးမှုပြင်းထန်တဲ့ကွင်းတွေထဲကတစ်ခုဆိုတော့ဒါကိုသူထဲအတွက်ထောင်ပုံရတယ်။ဒါကြောင့်အရန်ခက်ခဲတဲ့ပွဲတကွဲလို့သူသုံးနှုံးတာကလက်တွေ့ကြတဲ့သုံးသပ်ချက်ပါ။ဒီအဝေးကွင်းစွမ်းဆောင်ရည်တိုးတက်ရေးကသူရဲ့ဦးစားပေးထဲမှာရှိနေတာသိကြတယ်။ဟုတ်ပါတယ်။အဝေးကွင်းရလက်ဒီတင်းငိန်လာဟိုအရေးကြီးနေချိန်မှာပဲနောက်ထပ်စိန်ခေါ်မှုတစ်ခုကလည်းမကြခင်ရောက်လာတော့မယ်။ Africa Flag AFCON ပြိုင်ပွဲကြောင့် အတင်းရဲ့အဓိကကစားသမားနှစ်ယောက်အာမတ်ဒီယာလိုနဲ့ဘရိုင်န်အမ်ဘူမိုရုကိုယာယီလက်လွတ်ရတော့မယ်ဒီအပေါ်မှာအမူယန်ဘလို့ရှုမြင်လဲဒီနေရာမှာလဲသူကလက်တွေ့ရှိကြပဲချင်းကပ်ပုံရလဲအတင်းအနေနဲ့နည်းနည်းယုံကြရလိမ့်မယ် struggle little bit ဆိုတော့ကိုပွန့်ပွန့်လင်းလင်းဝန်ခံတယ်ဒီကစားသမားနှစ်ယောက်လုံးကတိုက်စစ်မှာအရေးပါတဲ့သူလဲဆိုတော့သူတို့မရှိတာကတက်ရောက်မှုရှိမှာပဲလေနင်းနေတော့ထိခိုက်မှာပေါ့နော်အထူးသဖြင့်တိုက်စစ်ပိုင်းမှာတေချပေါ့ပေါ့ ဒါပဲ तू ကဒါကိုအစိုးကြီးပဲမမြင်ဘူး။ဟုတ်လားဘယ်လိုမြင်တယ်လဲ။ तू ကဒါကိုတခြားကစားသမားတွေအတွက်အခွင့်အရေးလို့လည်းမြင်တယ်။လေးချင်းကမှခြေစွမ်းပြနေပေမဲ့ပုံမှန်ပွဲထွက်ခွင့်မရသေးတဲ့ကစားသမားတွေရှိနေလေ။အခုသူတို့အတွက်အသင်းကိုကူညီဖို့အချိန်ခါကောင်းပဲလို့ဆိုတယ်။ဟွန်းလူစရင် IA အတန်းနဲ့ squat death ကိုပြရတဲ့ဘောမျိုး rotation လို့ဖို့အခွင့်အရေးပေါ့။ဟုတ်ပါတယ်။သူ့ရဲ့ယုံကြည်ချက်က ကစားသမားတွေဟာအတင်းရဲ့ကစားခြင်းတဲ့ပုံစံဟိုဟာလေ philosophy ကိုနားလည်ထားရင်လူအပြောင်းလဲလို့ရသေးတဲ့အတင်းရဲ့အဓိကအတွေးခေါ်သမို့ကစားပုံရှင်ဟုံကိုကြီးကြီးမားမားချိခိုက်စေမှာမဟုတ်ဘူးဆိုတာပဲဒီအမြင်ကနည်းနည်းအကောင်းမြင်လွန်ရမကြဘူးလားအထူးသဖြင့်တိုက်စစ်ကစားသမားနဲ့ရောက်တပြိုင်တည်းမရှိတော့မှလေသူတို့ပုံမှန်ပွဲထွက်ခွင့်တိတ်မရသေးရင်တော့ဒီအချိန်မှာသူတို့ရေသွေးကလူလာနိုင်တယ်ဒါကမှန်ပါတယ် အမွေရင်ရဲ့အကောင်းမြင်မှုကသူ့ကစားသမားတွေအပေါ်ယုံကြည်မှုကိုပြတာပေါ့ဒါပေမဲ့လက်တွေ့မှာတော့တိုက်စစ်ပိုင်းရွေးချယ်စရာညံသွားတာကအရေးကြီးရဲ့ပွဲလွင်မှာထိုးနှက်ချက်ဖြစ်လာနိုင်တယ်။တခြားကစားသမားတွေအစားဝင်ပြီးချက်ချင်းအဝင်သွားလိမ့်မယ်လို့မျှော်လင့်တာကတော့စိန်ခုံကုတ်ရှိနိုင်တယ်။ဟင်းဒါပေမဲ့အရေးကြီးတဲ့အချက်တစ်ခုက အမွေရင်က သူ့ AFC ကိုအတန်မထွက်ခွာခင်း ဒီလာမဲ့ပွဲတွေမှာသူတို့ကိုအကောင်းဆုံးအတုံးချသွားမယ်လို့အလေးပြေပြောခဲ့လေဆိုလိုတာကလက်လက်လော့ပွဲတွေအတွက်တော့သူတို့ကိုအားကိုးနေစေပဲသူတို့မရှိတော့မဲ့အချင်းအတွက်လည်းကြိုတင်ပြင်ဆင်မှုတွေလုပ်နေတယ်ဆိုတဲ့တပေါ်ပေါ့ကဲဒီနေ့ကျွန်တော်တို့အင်ထွက်ကြကြဆွေးနွေးခဲ့တဲ့အမိုးရင်ရဲ့ပွဲရွတ်တင်းစာရှင်းလင်းပွဲက အချက်အလက်တွေကိုပြန်ခြုံကြည့်အောင်အဓိကထွက်ပေါ်လာတာကတော့အမိုးရင်ဟာ ရေရှည်နီးပြူရပိုင်းရမန်းကြံနဲ့ချက်ချင်းရလက်ဖျားတွေကြားပြားများနေရပုံဟုတ်တယ် မာတီနက်စ်ရဲ့ပြန်လာနိုင်မှုကအတင်းရဲ့စိတ်ဓာတ်ပိုင်းအတွက်ဘလော့အရေးပါပုံ။음။သူ့ရဲ့တနစ်ပြေအတွေ့အကြုံတွေနဲ့ရတဲ့တင်ကန်းစာတွေစိတ်ခံစားမှုအပြောင်းလဲတွေ Forest နဲ့ပွေတော့အသေးစိတ်နီးပြူဟာပိုင်းပင်စင်မှုလေးနဲ့အဝေးကွင်းစိန်ခေါ်မှုကိုအလေးထားနေပုံ။နောက်ပြီးတော့လာမိတ် EFCON ကြောင့်ဖြစ်လာနိုင်တဲ့ကစားသမားလစ်လာမှုကိုလက်တွေ့ချက်ချက်ရင်းဆိုင်ရင်းအခွင့်အရေးဖြစ်ပြောင်းဖို့စူးစမ်းနေပုံလေးပေါ့ ဟုတ်ပါပြီ။ဒီအချက်ဒီအားလုံးကိုခြုံပြီးနောက်ဆုံးအနေနဲ့စဉ်းစားစရာအတွေးတစ်ခုခြံထားခဲ့ခြင်းပါလေ။အမိုရီယမ်ကသူ့ရဲ့အမြင်နာလွန်ခဲ့တဲ့၃ဘတ်ကနေတော့မတူတော်ဘူးလို့ပြောခဲ့တာရဲ့။အဝေးကွင်းချီစွန်တိုးတက်ဖို့လိုတယ်လို့ဝန်ခံခဲ့တာရဲ့ကိုပြန်ကြည့်ရအောင်။ဟွန်း။စိတ်ဝင်စားစရာအချက်တွေပဲ။ဒီအချက်တွေကိုဆက်ဆက်ပြီးစဉ်းစားကြည့်ရင်သူ့ရဲ့စိတ်ကြိုက်ကစားဟန်သူ့ရဲ့ရေရွှေ စီမံကိန်းနဲ့လက်တွေမှာတည်ငြိမ်တဲ့ရလဒ်တွေ အထူးသဖြင့်ဖီယာများတဲ့အဝေးကွင်းပွဲတွေမှာရလက်ကောင်းတွေရဖို့ကြားရဲကဟန်ချက်ကိုသူ့ဘလူရှာတွေ့အောင်ကြိုးစားမလဲဟုတ်ကဲ့သူ့ရဲ့ new view ဟာအခြေခံမူတွေကိုမစွန့်လွတ်ပါနဲ့လက်တွေပွဲအခြေအနေတွေနဲ့လိုက်လောညှိထွေဖြစ်အောင်ဘလို့အပြောင်းလဲတွေလုပ်မလဲဆိုတာစောင့်ကြည့်ရမှာပေါ့ formation ပြောင်းမလားကစားသမားရွေးချယ်မှုမှာပိုပြီးလက်တွေကျလာမလားဒါမှမဟုတ် game management ပိုင်းမှာပိုပြီး flexible ဖြစ်လာမလားအဲ့ဒါတွေပေါ့ ဒါကတော့ဒီဆွေးနွေးမှုကိုအခြေခံပြီးပြည်သက်တိဆက်လက်စောင့်ကြည့်တုံးသက်သွားရမယ်အဓိကမိခွန်းတစ်ခုဖြစ်မယ်လို့ထင်ပါတယ်